ာပါရှင်ချင်းလင်းချင်းတဲ့တရင်ဌာနမှာပြင်လို့ယူဆိုလိုက်ပါရယ်2025ခုနှစ်အပရလ12ရက်နေ့နောက်ဆုံးရရှိထားတဲ့တရင်များကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်တရင်ကောင်းစင်တွေကတော့ပြူစောတီစုမှုရဲ့ကြံတာရွာအားဒေါ်လိုင်းကြီးတဖွဲ့များမှတိုက်ခိုက်သိမ့်ပိတ်ကြောင်းကမ်ပလက်မှာအေအေနဲ့ချင်းငင်အောင်ဖွဲ့ဝင် CTF ကမ်ပလက်ကအတင်းအတမစစ်သားစုဆောင်မှုဆက်လုပ်ရင်တွန်းလှန်မယ်လို့အမှတ်၅ဒေသပြည်သူတွေထုတ်ပြန်ကြောင်း ကနေနဲ့မင်းကင်းမြို့နယ်တို့တွင်စစ်ကောင်စီကတက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတက်ခိတ်မှုပြုလုပ်ခဲ့ရာပြည်သူ၂ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကြောင်းတပိတ်ချင်းမြို့နယ်ကျေယူပင်ကျေးရွာကိုတက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကလေကြောင်းဖြင့်ပုံကျဲတက်ခိတ်မှုတွင်ပြည်သူ၄ဦးဒဏ်ရာရရှိပြီးနေအိမ်အဆောက်အုံများပျက်စီးကြောင်းမီဇိုရမ်ရှိမြန်မာစစ်ဘေးရှောင်လူငယ်များနေရပြန်ပြီးတော်လှန်ရေးမှာပါဝင်ကြဖို့ ပူခေဗန်လေဗန်နာတိတ်တွင်းကြောင့်လို့ပဲဖြစ်ပါရဲ့ရှင်။ဖြူစောတီဆူမှုတဲ့ကြံတာရွာအားတိုလှန်ကြီးတဖွင့်များမှတက်ခိတ်သိမ့်ပိလိုက်တဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ကလေးမြုပ်တောင်ပိုင်းတီရှိတဲ့ဖြူစောတီအကောင်သောကြံတာရွာအားတိုလှန်ကြီးတဖွင့်များမှယနေ့မွန်လွေပိုင်းတွင်တက်ခိတ်သိမ့်ပိလိုက်ကြောင်းသိရှိရပါတယ်။တက်ခိတ်မှုတွင်စစ်ကောင်စီဘက်မှပြည်သူစစ်နယ်ဖြူစောတီအပါဝင်15ဝန်းကျင် တည်ဆုံခဲ့ပြီးလက်နက်ခဲရများနဲ့တကွစစ်ကောင်စီပြည်သူစစ်နဲ့ပြူစော်တီများအုံပြိုးတဲ့အုံဆောင်ပစ္စည်းမျိုးများကိုတင်စီရမိခဲ့ကြောင်းသိရှိရပါတယ်။ CDF KKG မှပြိုကြီးစုခွင့်ရှိသူကဟုတ်ပါတယ်မနေ့ကနေ့လေးပိုင်းလုံးမှာအပိသက်တင်ပိတ်နိုင်ခဲ့တာဖြစ်ပြီးညနေပိုင်းမတိုင်မှာပဲ ရွာအတွင်းနေမရှင်လင်းကြီးလှုပ်ဆောင်ပြီးပါတယ်ကျန်တာရွာကပြူစိုတီအကောင်ဆူမိုးတဲ့ခြေရွာပါဒီတက်ပွဲမှာကသူတို့တရွာသေးတယ်မဟုတ်ပဲဘေးနာကဟန်တာတို့တို့မြောက်ခင်ရန်တို့ကပြူတွေလေးပါပါတယ်သူတို့ပဲအကျက်ဆုံးမှာက15လောင်းလို့တော့မျက်မြင်အတိပြုထားနိုင်ပါတယ်တန်ရရတာကတော့များတာသေးချပဲမဲ့အကုန်ဆုတ်ပြီးကြတာဆိုတော့အတိကျမပြောနိုင်ဘူးလက်ရှိမှာကတော့စစ်ကောင်စီနဲ့ပြီးသူစစ် ကျူစောတီရီဟန်တာဝတီဘက်ကိုထွက်ပြီးသွားကြတာပါလို့ရှင်းလင်းချန်နယ်သတင်းဌာနတို့ပြောဆိုထားပါတယ်။ကလေးမြို့တောင်ပိုင်းရှိကမ်ပန်းညီတကြစခန်းကိုတော်လှန်ရေးတပ်များမှဖေဖော်ဝါရီလ12ရက်နေ့မှတိုက်ခိုက်သိမ်းပိုက်ပြီးတလကျော်အတွင်းဖန်တော်အောင်တရာတို့ကိုစစ်တိုက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်စကိုင်းတိုင်းအစွန်ရှိကျန်တာရွာကိုထပ်မံသိမ်းပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ ကမ်ပလက်မှာ AA နဲ့ချင်းငင်တောင်ဖွဲ့ဝင် CDF ကမ်ပလက်ကအတင်းအတမစစ်သားစုဆောင်မှုဆက်လုပ်ရင်တွန်းလှန်မယ်လို့အမှတ်ငါကြီးတပ်ပြီးသူတွေထုတ်ပြန်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ချင်းပြည်တောင်ပိုင်းကမ်ပလက်မြို့နယ်မှာ Arakatdot AA နဲ့ချင်းငင်တောင်ဖွဲ့ဝင် CDF ကမ်ပလက်တဖွဲ့ကအတင်းအတမစစ်သားစုဆောင်မှုတွေဆက်လုပ်ရင်ပြီးသူလူထုတရက်လုံးပူပေါင်းပြီးတွန်းလှန်သွားမယ်လို့ကမ်ပလက်မြို့နယ်အမှတ်ငါ ဒေတာပီတူလူထုကအပရလ9ရက်နေ့တွင်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ကမ်ပလက်မြို့ကနေစစ်ကောင်စီတပ်ဖွဲ့ဝင်2024ခုနှစ်ဒီဇင်ဘာလ22ရက်နေ့ကသူတို့သဘောဆန္ဒအရဆုတ်ခွာသွားကြတဲ့နောက်ပိုင်းမှာ ULAAA နဲ့ချင်းငင်အောင်အဖွဲ့ဝင် CTF ကမ်ပလက်တပ်ဖွဲ့တို့ကအတင်းအကြပ်စစ်သားစုဆောင်တာအသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကိုဖန်စီတာမိဘတွေကိုလည်းလက်နက်နဲ့ချိန်ချောက်တာစတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုကျူးလွန်နေတယ်လို့ဆိုပါရယ်ကမ်ပလမြို့နယ်အမှတ်၅ဒေသပြည်သူတွေအနေနဲ့ ULAAA နဲ့ချင်းငင်အောင်အဖွဲ့ CTF ကမ်ပလက်ကိုလုံးဝလက်ခံနိုင်ခြင်းမရှိတော့ဘူးဒါကြောင့် ULAAA နဲ့ချင်းငင်အောင် CTF ကမ်ပလက်တဖွဲ့အနေနဲ့ ကလေးသူငယ်တွေကိုဖန်ဆီးပြီးစစ်မှုထမ်းစေတာအတင်းအဓမ္မငွေကြေးကောက်ခံတာတွေမလုပ်ကြဖို့ဆက်လက်ကြိုးလွန်လာပါကပြည်သူလူထုကပူပေါင်းပြီးတွန်းလှန်သွားမယ်လို့သိရှိရပါတယ်ရှင်။ကနီနဲ့မင်းကင်းမြို့နယ်တို့တွင်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာပြည်သူ၂ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့ရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ စကိုင်းတိုင်းကနီမြို့နယ်နဲ့မင်းကင်းမြို့နယ်တို့တွင်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတက်ခိုက်ခဲ့ရာပြည်သူ၂ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကြောင်းသိရှိရပါတယ်။ယမနေ့အပရလ17ရက်နေ့ည7:47နာရီမိနစ်အချိန်စကိုင်းတိုင်းကနီးမြို့နယ်ချင်းတွင်းမြအနောက်ဘက်တနေရာသို့မိထလာလီတပ်မှတက်လာသော jet fighter ဖြင့်ပုံကျေပြစ်ခတ်သွားခဲ့ကြောင်းလက်တလောလူထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေမသိရှိရသေးပေ စုံစမ်းနေစေဖြစ်ကြောင်းသိရှိရပါတယ်။အလားတူယမနင်းည9နာရီအချိန်မင်းကင်းမြို့နယ်ဇင်ကလေးကျေးရွာကိုစစ်ကောင်စီတပ်ကလေရင်ဖြင့်ပုံကျပစ်ခတ်တိုက်ခိုက်ခဲ့ရာဒေသခံပြည်သူ2ဦးသေဆုံးပြီး10ဦးကျော်ခန့်ထိခိုက်ဒဏ်ရာရရှိကြောင်းသိရှိရပါတယ်။မင်းကင်းမြို့နယ်မှာစစ်ဘေးရှောင်များကိုကုင္ကြီးကဲဆဲပေးနေသော CDM ဝန်ထမ်းတအူးက တစ်ပွေးဖြစ်တာလည်းမရှိပါဘူးမေပြင်းမာလည်းငင်သက်နေတာကိုတမင်ပုံးလာကြေးတာပါမင်းခင်ထဲမှာတော့မြုပ်ပေါ်ကလွေးရင်နေရာတော်တော်များများက PDF တွေကစုမထားပါတယ်လို့ရန်ကုန်ခေတ်သစ်တရင်ဌာနတို့အတိပြုပြောဆိုထားပါတယ်လက်တလောလေးကြောင်းတိုက်ခိုက်မှုခံထားရသောမင်းခင်မြုပ်နေစဉ်ကလေးချေးရွာကိုမင်းခင်မြုပ်နေပါအဖတာဝန်ခံမြို့နေကျမကြီးတာဝန်ခံမြို့နေပါကဖဆီတပ်ဖွဲ့ရဲဘော်များနဲ့မြို့နေပါလာဖအဖွဲ့ဝင်များက ကူငီကေဆေရေလုံလိုင်းများဆောင်ရွက်လက်ရှိကြောင်းမင်းကင်းဒေတာနဲ့ချိတ်ဆက်နေသော တရင်ရင်မြစ်တစ်ခုက လူမှုကွန်ရက်မှတစဉ်တရင်ထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်တပိတ်ချင်းမြို့နယ်ချစ်ရူပင်ကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကလေကြောင်းဖြင့်ပုံကျဲတက်ခတ်မှုတွင်ပြည်သူ၄ဦးတန်ရာရရှိပြီးနေအိမ်ငဆောက်အုံများပြည့်စည်သွားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ မန်လေးတိုင်းတပိတ်ချင်းမြို့နယ်ကြက်ရိုးပင်ကျေးရွာတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲစစ်တပ်ကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ၄ဦးထိခိုက်ကြရန်ရရှိပြီးနေအိမ်နှင့်အဆောက်အုံ၃လုံးခန့်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့အပရလ17ရက်နေ့ညစေနာရီ27မိနစ်အချိန်တပိတ်ချင်းမြို့နယ်ကျက်ရိုးပင်ရွာတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲစစ်ကောင်စီတပ်ကကျက်ဖိုက်တာဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိကြောင်း Golden Hill KTV အဆောက်အဦအပါဝင်လူနေအိမ်၃လုံးခန့်ပျက်စီးပြီးနွားတကောင်တေဆုံးခဲ့ကြောင်းပင်အိုးလွန်ခရိုင်ဘာကာဖာမှတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ပင်အိုးလွန်ခရိုင်ဘာကာဖာမှတာဝန်ရှိသူတို့ကအဆောက်အုံက၃လုံးလောက်ထိခိုက်ပျက်စီးတယ်။တန်ရရတဲ့သူက၄ယောက်ကတော့အရင်ကြီးမစိုးရင်ရဘူးလို့သိရတယ်။ဘုံကပေါင်ထရာဘုံလို့ယူဆတယ်။တလုံးပဲခြေသွားတာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုနားမည်နားမည်ဆိုပြီးအားချောင်းတာပဲရှိပါတယ်။ပြည်သူတွေတလောက်စိတ်ဒုက္ခရောက်နေတာစားစရာနေစရာတွေအရင်ခက်ခဲနေတဲ့အချိန်သူတို့ကပြည်သူတွေပူဒုက္ခရောက်အောင်လုပ်ပါတယ်။အပြစ်ခက်ရက်စဲမယ်ဆိုပြီးပြည်သူတွေကိုကူညီနေတာဘာမှမရှိဘူး။ပင်အုံးလွန်ခရိုင်မှာဆိုရင်တပိတ်ချင်းစင်ကိုမတရားမြုပ်နေတွေကိုကျင်းနေတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနတို့အတည်ပြုပြောဆိုထားပါဗျ။ အကြံဖက်စစ်ကောင်စီကယာယီအဖြစ်ခက်ရက်စေးသည်ဟုကြေညာထားတော်လဲလေးကြောင်းမှအဆက်မပြတ်ပုံကျဲတိုက်ခိုက်နေသောကြောင့်မိဘပြည်သူများအနေဖြင့်စစ်ကောင်စီတပ်သားများနဲ့ဝေးရာတွင်နေထိုင်ကြရန် လေးကြောင်းရန်ကာကွယ်နိုင်ရန်အတွက်ဘုံခုချင်းများတူထားကြရန်လေးကြောင်းရန်တရိပ်ပေးချက်များကိုလိုက်နာပေးကြပါရန်တိတ်တွင်းနှိုးဆော်ထားရလို့သိရှိရပါတယ်ရှင်။မီဇိုရမ်ရှိမြန်မာစစ်ဘေးရှောင်လူမျိုးများနေရပြန်ပြီးဒေါ်လာရင်းမှာပါဝင်ကြဖို့ ဘူခေဗန်လဗနာတိုက်တွန်းထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမရှင်။အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်အတွင်းဝင်ရောက်ခိုးလုံနေကြတဲ့မြန်မာစစ်ပေးရှောင်းလူငယ်များအနေဖြင့်ကိုတိုင်းပြည်လွတ်မြောက်နိုင်ရေးအတွက်နေရပြန်ပြီးတိုးလှန်ရေးထဲပူပေါင်းပါဝင်ကြဖို့မီဇိုရမ်ပြည်နယ်ရဲ့အထက်လွှတ်တော်အမတ်ဘူခေဗန်လဗနာကအပရလ17ရက်နေ့မှာကျင်းပတဲ့မီဇိုနက်ရှင်နယ်ဖရွန့် MNF ပါတီရုံးတွင်အစည်းအဝေးတစ်ခုမှာတိုက်တွန်းပြောဆိုလိုက်ပါတယ်။ 2021ခုနှစ်မှာဖြစ်ပွားခဲ့တဲ့မြန်မာနိုင်ငံပြည်ပခါကြောင့်မီဇိုရမ်ကိုစစ်ပေးရှောင်အများပြားဝင်ရောက်လာခဲ့ရာပြည်내အစိုးရကတက်နိုင်တလောက်ကူညီဆောင်ရှောက်ခဲ့ပေမဲ့အချိန်ကြာလာတာနဲ့အမျှအစိုးရကလည်းတာဝန်မယူနိုင်တော့လို့စစ်ပေးရှောင်များမီဇိုရမ်ဒေသအသီးသီးမှာပြန်ကျက်နေထိုင်ကြတယ်လို့ဆိုပါရယ်ချင်းပြည်နယ်ဟာမီဇိုရမ်ပြည်နယ်ထက်သုံးဆကြီးတဲ့ပြည်နယ်ဖြစ်ပေမဲ့လူဦးရေ9သိန်းဝန်းကျင်သာရှိကြောင်း စစ်အာဏာရှင်စနစ်ကိုအနိုင်တိတ်ဖို့အကူအညီလိုအပ်နေကြကြောင်းမေဇောရံပြည်နယ်အတွင်းစစ်ပေးရှောင်လူငယ်အများပြားရှိနေပြီးမြန်မာစစ်တပ်ကိုအနိုင်ရဖို့နေရပ်တံပြီးစစ်တပ်ကိုတိုက်ဖို့နဲ့လိုအပ်တဲ့အရာများကိုပံ့ပိုးပေးမှာဖြစ်ကြောင်းပြောကြားထားပါတယ်။အလားတူမီနီပူပရိပခါကြောင့်မေဇောရံကိုစစ်ပေးရှောင်လာကြတဲ့လူငယ်များအနေဖြင့်ကိုပြည်နယ်ကိုပြန်ပြီးလှုပ်တင်လှုပ်ထိတ်တာကိုလှောက်ကြဖို့တိုက်တွန်းထားပါတယ်။ UK Van Levena ဟာပြီးခဲ့တဲ့2025ခုနှစ် February လ28ရက်နေ့မှာကျင်းအမျိုးသားချက်ဦးဌာနချုပ်ရှိရာ Victoria ကိုတွားရောက်ခဲ့ပြီးကျင်းပီချင်းလန်ကောင်စီကျင်းပီချင်းလန်အစိုးရကောင်ဆောင်များနဲ့တွားရောက်တွေ့ဆုံခဲ့တယ်လို့သိရှိရပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပဲရနာတော့ပါမယ်ရှင်။ Challenge Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပောင်းနဲ့ခံရောင်းနိုင်ကြပါစေရှင်။